โอเคဒီနေ့ကျွန်တော်အရန်ထူကြတဲ့သတင်းကိုပြောမယ်အရန်ကျွန်တော်တို့တသက်လုံးအလိန်ခံခဲ့ရတာတွေကျွန်တော်ပြောပြမယ်အရန်ထူကြတဲ့သတင်းတစ်ခုပေါ့ဘယ်လိုဖြစ်လဲဆိုတော့ခု PPC ကကျွန်တော်တို့မွေးကြတယ်ဗောနဒီတကဘာလုံးကနေသူ့ကိုဗောနယုံကြည်ခဲ့ကြတယ်ကျွန်တော်မြန်မာနိုင်ငံလည်းမဟုတ်ဘူးတကဘာလုံးကသူ့ကိုယုံကြည်ကြတယ်သတင်းမှန်တွေထုတ်လင်းပေးတယ်ခုဘာဖြစ်လဲဆိုလုံးဝ PPC ကွမ်းပြီဗောသူတို့ရဲ့ PPC ရဲ့အတွင်ပိုင်းသတင်းတွေထွက်လာတယ်ထွက်လာဆိုဘယ်လိုဖြစ်လဲဆို PPC ကတဲ့အလွန်ဆိုးရတဲ့ကျူးလွန်မှုတွေပြုလုပ်နေတယ် အဲ့ဒါအဲ့လိုဆိုးရတဲ့ကျူးလွန်မှုတွေကဘာလို့ဖြစ်လဲဆိုတော့စနစ်တကျပြုတ်လုံနေတယ်အလွန်ဆိုးရတာတွေကိုစနစ်တကျပြုတ်လုံနေတယ်သူအဲ့ဒါသူတို့အချင်းအတွင်းထဲကနေ BBC နေရာကိုထွက်လာတာဘာလို့ဖြစ်လဲဆိုတော့သူကတည်င်းအမှန်တွေကိုအမှန်တိုင်းမတင်ပြဘဲနဲ့လိန်လဲပြီးတော့သူကထုတ်လွှင့်နေတာဖြစ်တယ်ဥပမာဖြစ်ကျွန်တော်တို့ဂါဇာမှာပေါ့နော်အစ္စရေးနဲ့ဂါဇာရဲ့ ဒီဘာဟမတ်စ်တေအကြောင်းနေဆိုရင်လည်းသူက valid မှုတွေအများကြီးရှိခဲ့တာဆိုတော့သူက trap ပေါ်လာတယ်ဘယ်လိုဖြစ်လဲဆိုတော့ Israel ရဲ့ထိခိုက်မှုတွေပေါ့နော် Israel မှာနိုင်ငံနစ်နာမှုတွေကိုလုံးဝပေါ့နော် BBC ကတင်ပြတာလုံးဝမရှိဘူးပြီးတော့ Israel နဲ့မှန်တဲ့သတင်းတွေဆိုရင်ပေါ့နော်သူဟို Israel နဲ့ပတ်သက်တဲ့သတင်းတွေဆိုရင်မှန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 ်အကုန်ပေါ့နော်သူတို့ကအကုန်ထုတ်လွှင့်တယ်ဆိုလိုတာအမှားတွေလည်းပါတယ် Israel နဲ့ပတ်သက်တဲ့သတင်းတွေဆိုရင်အထူးသဖြင့်ကျွန်တော်တို့ Israel မကောင်းတဲ့အကြောင်းတွေကြည့်ပဲသူကတခြားကိုလွှင့်နေပေါ့အဲ့လိုအဲ့လိုလာအဲ့မှာလည်းရက်လာဆိုတော့လေအဲ့မှာလည်းမရက်ဘူးပေါ့နော် ဘာဖြစ်လဲဆိုတော့ဟိုပြီးတော့ Hamas နဲ့ပတ်သက်တဲ့ဟာတွေကိုလည်းဗီဒီယိုတချို့ကိုလည်း promotion လုပ်ပေးတယ်ပေါ့ဟိုအဖြစ် Hamas Hamas ရဲ့ကောင်းဆောင်ရဲ့သားတွေကိုခေါ်ပြီးတော့ဒီဟို Gaza အတွက်ကို promotion တွေဗီဒီယိုတွေရိုက်ပြီးတော့သူကနေလွှင့်ပေးတယ်ဆိုတော့ Hamas ကိုဘက်ကိုဘက်လိုက်တယ် Israel ဘက်ကိုသူကဟိုပေါ့နော်တိုက်ခိုက်တယ်ဆိုတော့ဘာမျိုးဖြစ်နေလဲဥပမာအဖြစ်နောက်တစ်ခုပြောပြရမှာဆိုရင်ကျွန်တော်တို့ Israel ကဟိုထောင်သား၃ယောက်ကိုပေါ့နော်ဟို Israel ကထောင်သား၃ယောက်ကို Hamas ကဖမ်းထားတယ်လို့ပြောတယ်တကယ်တမ်းကျတော့အဲ့ သူတို့ထောင်စား၃ယောက်ဆိုတာကတကယ်တမ်းကျတော့ဒဇာကန်၃ယောက်ပါထောင်စားနဲ့ဒဇာကန်ဆိုတာမတူဘူးပေါ့နော်ထောင်စားဆိုတာအပြစ်ရှိတယ်ကိုထောင်စားလို့ခေါ်တယ်ဒဇာကန်ဆိုတာကသူတို့ကမတရားဖမ်းဆီးတာလို့ဒဇာကန်လို့ခေါ်တယ်၃ယောက်လို့ခေါ်တယ်တကယ်တမ်းကျအဲ့ဒါထက်လိန်ထားတာတကယ်တမ်းကျမအေနဲ့ကလေးနှစ်ယောက်မိခင်နဲ့ကလေးအရွယ်မြောက်သေးတဲ့ကလေးနှစ်ယောက်ခြိထားတဲ့ကလေးနှစ်ယောက်ကိုဟိုဒဇာကန်ဆိုခေါ်ထားတာဆိုတာ BBC ကတောက်လျှောက်ကိုလိန်တာ Hamas တိပဲဆိုရင်သူကအမြဲတမ်းသူက အကောင်းနေပြောတယ်သူတို့ဘက်ကဆိုရင်ဖော့ရော့ပြောတယ်ဟို Israel ဘက်ကဆိုမကောင်းတာကြီးပြောတယ်အဲ့ဒါတင်ရလာဆိုတော့ not post ဖို့တာကပါလဲဆိုတော့ Donald Trump 2021ရွေးကောက်ပွဲတုန်းကပြောတယ်မင်းခုံးကိုလုံးဝလိန်ချတာအဲ့ဒါအကြီးပေါ့နော်အဲ့ဒါရပိုအဲ့ဒါအကြောင်းကိုပို့ပြီးအခုတက္ကသိုလ်လုံးကအုံချွတ်ပို့ဖြစ်သွားတယ် Donald Trump က2021ရွေးကောက်ပွဲမှာသူ mention တဲ့ချိန်မှာသူဘာပြောလဲဆိုရင်ပေါ့နော်သူတို့ငါတို့မြို့တော်ကိုချီတက်မယ် မျိုးတော်မှာသွားပြီးတော့ငါတို့ရဲ့ဒီဖလူတော်မှတ်တွေကိုချီကျူးမယ်ဂုံပြပြောဆိုမယ်လို့ပြောတာအဲ့ဒါကို VC ကဖြတ်ညက်ကတ်လုပ်ပြပါဖြစ်လဲဆိုငါတို့ဒီမျိုးတော်စီကိုချီတက်မယ်မင်းနဲ့ငါတို့ရှိအတူရှိမယ်အဲ့မှာအသေးချစ်တိုက်ပွဲဝင်မယ်ဆိုပြောလိန်လဲလွဲ့တာဆိုတော့အခုအအကြီးဘဒေါ်နယ်ထရန့်ဘလို့တုတ်ပြန်ပြီးတော့သူ့ကိုဘလို့တရားစွဲမယ်လဲဆိုတော့ကျွန်တော်မသိရသေးဆောင့်ကြည့်ရမယ်တကယ်ကို BBC ကကျွန်တော်တို့လိန်လဲမှုအကြီးတွေပေါ်လာတယ်ဗောနော်ခုမှအဲ့ဒါသတင်းထူတာကျေးဇူးများတင်တယ် The Beeb now stands accused of doing a promotional video for Hamas. Good morning. You all right? Have you ever wondered what you'd do if your world was destroyed? That child turned out to be the son of a Hamas government minister. Down to the capital, and I'll be there with you, and we fight. Hope oh, we fight.